ကိုသားသမီးကိုပါလိန်ခေါ်ပြီးတခိုးဆက်သွင်းထောင်ချအောင်လုပ်ခဲ့တဲ့အမေမိင်္ဂလာပါပြိသက်ကြီးတို့ရဲ့ဒီအမျိုးသမီးကတော့မလုံတဲ့နဲ့လောက်ရတဲ့ခုကိုလုတ်ခရပဲဖြစ်ပါိုင်ကိုဆိုင်ရှင်ရဲ့ဆိုင်ကိုမှသွားဖောက်ခဲ့တာဖြစ်ပါိုင်ဆိုင်ရှင်ကလည်းခိုးသူတီလို့သွားဖက်တာမဟုတ်ပဲရဲကဖမ်းလာပြီးမှစကန်းရောက်မှသူ့လူယုံမှန်တီးခဲ့ရတာပါအဒမီရဲ့စမ်းချောင်းဆိုင်ဖောက်ခင်ရတာမိတာကိုဘာမှတိတ်မတင်ဖောက်ခင်ရနေမိတာဒါပဲတင်တော့တချို့ကတိကျင်ကြဟုတ်လားမဟုတ်လားမေးကြတော့တကူးပုံတင်ပေးလိုက်ပါိုင် အစာမတင်မှုနေရပါစိတ်ပင်ပန်းရလုံလို့အကြောင်းအရာလေးရည်တင်ခြင်းစိတ်မရှိလို့တိတ်တဆိတ်နေနေရပါဒါပေမဲ့အခုမေးတဲ့သူများလို့တင်ပြလိုက်ရပါတကယ်ဖောက်ခံလိုက်ရတာပါဒါတကူမပုံမှာမိမိဆိုင်ရဲ့ဝန်ထမ်းမှာသူ့ကိုတချို့ customer တွေသတိထားမိကြမယ်ထင်ပါတယ်ဈေးရောင်းရေစကားပြောချွချွနဲ့ view တဆိုင်အောင်လို့တချို့သူ့ကိုသဘောကျကြပါဒါကြောင့် admin လည်းထင်မထားပါဘူးသူနဲ့ပါအညိုးမှလည်းမရှိပါဘူးသူ့ကိုဆို admin ထက်တနည်းငယ်ပေမဲ့နေနဲ့ငါနဲ့တောင်မပြောဘူးပါဘူး မတီတာကျမလေးဆိုပြီးခေါ်ဝေါ်ဆက်ဆံခဲ့တာပါသူ့မျက်လုံးတစ်ဖက်ကန်းနေရတော့မျက်လုံးအထုလေးထည့်ပြီးပို့ထိစေတနာထားခဲ့ရပါဒါပေမဲ့သူ့အလုပ်ဆောင်ဝင်တွေကအန်ရီပစံတွေပျောက်ပျောက်နေခဲ့တာစတော်ဘယ်ချိန်ဆိုတော့အလုပ်အရမ်းများပြီးတိကျသတိမထားမိခဲ့ဘူးတိတိတတအုပ်လိုက်ပျောက်တာတွေဖြစ်လာတဲ့အခါမှစိုက်တွေတခုရှိပြီးဆိုပြီးတိကျပြန်လိုက်စစ်တဲ့အခါသိညာကျော်ဟာနေပါပြီ CCTV ပြန်ကြည့်ရတဲ့အခါအန်မစ်အခန်းထဲဝင်ထွက်ခွင့်ပြုထားတာက သူ့ပါဝင်နောက်ထပ်၃ယောက်ရှိနေသေးတော့မတင်ခါပြီမဲ့မားရွေးဆွဆွဲမိရင်ရဲစခန်းတိုင်ခဲ့ရင်တကယ်မယူခဲ့သူတွေပါအစ်ခံရရင်သူတို့တိတ်ခါကြမှာနှစ်နာမှာကိုငှဲ့ကွက်ပြီးမတိုင်မဲ့ admin ဆက်ဆောင်ကြည့်နေခဲ့တာပါ admin ခန်းနဲ့ CCTV ထပ်တက်လိုက်တာသိရဲ့တခုမှကထက်ခိုးမရတော့ဝန်ထမ်းအခန်းလေးက admin ကိုမအပ်ရသေးရဲ့ဆိုင်ပစံတွေကတအုပ်ကိုထက်ခိုးပြီးကြမ်းအောက်မှာဖွက်ထားပါတည်တည်ချင်းလိုက်ရှာတဲ့အခါအဲဒီအောက်မှာတွေ့ပါ යි အဲ့ဒါမှအောင်မြင်တော့နောက်ရက်မှခြေတော့နာတယ်လို့ဆိုပြီးခွင့်တိုင်ပြီးစမ်းကြောင်းဆိုင်မှာသွားဖောက်တာပါစမ်းကြောင်းဆိုင်ကပိတ်ရက်ဆိုတော့အဲ့ဒီလူဆောင်မအိတ်တာတိထားလို့ပါဒီမိမမျက်နှာမှတ်ထားကြပါအကြံစီနဲ့အလုပ်ဝင်လာပြီးစက်တိုက်ခုံးနေခဲ့တာအဒမီယာခွင့်မလွတ်ပါဘူးကြည်လဲမကြည်အေးပါဘူးတကုံးမတောင်းတကုံးကပါဆိုင်ဖောက်တဲ့ထဲလာမယ့်နေ့ဆယ်နဲ့တက်ရမယ့်သူ့သားအကြည့်ပါပါပါသူ့သားတငယ်ချင်းလည်းပါပါ တို့ကတော့သူ့အမေကလိန်ခေါ်လာလို့ပါလာလာလို့ပြောပါတယ်။အမေအလုပ်ရှင်ကစိုက်ပိတ်ပြီးတောင်ကြီးပြန်တော့မှာမဟုတ်လို့စိုင်းနီးယားပစ္စည်းတွေအမေကိုပြန်ရောင်းခိုင်းလို့လာတရားလို့ပြောပြီးခေါ်လာတာပါတဲ့။ကိုသားသမီးကိုပါအညွှန်ရှိုးထောင်ထဲထဲတဲ့အမေမျိုးအခုမှကြုံဘူးတယ်။တကယ့်ကိုစိတ်မကောင်းစရာပါပဲ။ဒါကြောင့်မလို့တချို့ကတော့လူပြိုပေါက်ကလေးတွေကတော့လူညွတ်တော့မှာပြီးကလေးတွေအစားစိတ်မကောင်းလိုက်တာမျက်လုံးတွေမဟုတ်အုံနောက်ညံမှာဆုံးလုံးကန်းနေရပါလား။ အဖို့ပါလာတဲ့ကလေးရဲ့မိဘတွေလည်းရှင်ကျိုးပါပြီနော်။ဒါလေးကိုကြည့်ပြီးအားလုံးနဲ့သတိထားကြပါနော်။ကလေးတွေအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပါပဲ။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။တန်လို့လာနာပြီးဒုက္ခရောက်ချိန်မှာစွန့်ခွာသွားတဲ့ဝန်ထမ်းတွေအကြောင်းထုတ်ပြောလာတဲ့အဆိုတော်ဂျင်ဂျီကြီးရဲ့အမျိုးသမီးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ ။ဦးညီကတော့ဂီတလောကတွေကိုစတင်ဝင်ကလေးကကိုပိုင်တန်စင်တွေကိုသာဘဝတစ်ခုအနေနဲ့ရည်တည်ခဲ့သူတယောက်ဖြစ်ပြီးကမ္ဘာလောကအတွက်တခြင်းကောင်းတွေအများကြီးရေးအများကြီးဆိုပေးခဲ့သူတယောက်ဖြစ်ပါတယ်။အဆိုတော့ဂျိန်နီနီကတော့ပြီးခဲ့တဲ့လပိုင်းကပဲလောကကြီးကနေအပြီးပိုင်ထွက်ခွာသွားခဲ့ပါတယ်။တခြင်းတွေကိုတည်ဆိုတဲ့အပြင်ဦးညီကတော့ကိုပိုင်ဆွဲနေပြီးမိုဟင်းကအနှစ်ထုတ်တွေနဲ့ကုံကြောက်လေးတွေကိုလည်းကိုရိုင်းထုတ်ပေါ်ရောက်ချနေကြရပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းဥညင်ရှိချိန်မှာအလောက်တူတူလုပ်နေတဲ့ဝန်ထမ်းတွေကတော့လက်ရှိမှာအုပ်စုလိုက်လစာတိုးတောင်းတဲ့အဖြစ်မပီးရင်ထွက်မယ်ဆိုပြီးအကြက်ကင်တဲ့ဝန်ထမ်းတွေကိုမွေးထားမိလို့နောင်တရှာမိကြောင်းအခုလိုပြောပြလာခဲ့ရပဲဖြစ်ပါဥညီရဲ့ဇနီးဖြစ်သူကတော့အော်လူတွေရဲ့ရုပ်မာလိုက်ကြတာဥညီရှိခဲ့တဲ့ကလကအပြင် တချင်းဆိုပြီးတိုင်းတပွဲတစ်ခါမုတ်ဖိုးတွေပေးသွားလီယာခေါ်ငါးစီတက်လို့ပင်ပန်းနေတာအေးအေးဝဲတိုက်မုတ်ဖိုးတောင်းချီပေးတနေ့တခါရွှေဝဲပေး အဝိအစာဖက်နှက်အဆုံးဆင်ပြီးရင်ပကံဘဲနှစ်ခေါက်သွားလီယာရွှေပေါ်မြတ်တင်ထားခဲ့တဲ့အလौသမားတွေကဥညီယာသူမရှိရင်သူမိမနဲ့ကလေးကိုစောက်ရှောက်မင်းထင်ခဲ့တဲ့အဲ့အလौသမားတွေကအခုဥညီဆုံးတာတက်လာလဲပြီးရော အကုံထွက်တော့မယ်တဲ့။အော်လုံရက်လိုက်ကြတာဘာလို့အဲ့လိုဒီလုံရက်ရရလဲပုံတွေကြည့်ပါဒီလိုရီထားပြီးခဲ့တာဖြူဖြူဆိုတဲ့တယောက်ဆိုကို့ရောအကြောင်းမကြပဲအဝိစားပုံးတွေဆွဲချပြီးဆင်းသွားတာ။အော်ထင်အောင်ထင်မထားဟုတ်ွယ်။ ပြိုလဲနေတဲ့သူတို့ရဲ့အလုပ်ရှင်ဦးနေပါသူတို့အခင်တွေနေတဲ့တားလီမျက်နာတော့ထောက်တင်တာမဟုတ်လား။အော်လူတွေရဲ့အစီပြေကြပါစေလောက်ရက်လိုက်ကြတာဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နာကနေရေးသားလာခဲ့ရပဲဖြစ်ပါဒါပေမဲ့တချို့ကတော့အလုတ်သမားအလုတ်သမားလိုပဲဆက်ဆံမှာဆိုတဲ့စကားကတော့ရှိုင်းနေအမှန်ကတော့အမှန်ပဲအလုတ်သမားအလုတ်သမားစိတ်ပဲရှိရပါအလုတ်ရှင်နေရာဘလို့မှခန်းစားပြီးတာမှမဟုတ်ဘူးအလုတ်သမားရှိလို့လုပ်ငန်းဖြစ်တာမဟုတ်ပါဘူး အလုံရှင်ရှိလို့လုပ်ငန်းဖြစ်နေရပါလို့ပြောကြသလိုတချို့ကတော့ဥညင်ရှိတဲ့ကအလုံသမားတွေမြဲတယ်ပြောကြတယ်ဥညင်မရှိတော့တယောက်တလေမဟုတ်ပဲအကုန်ထွက်ကြတယ်ဆိုတော့အရင်နေ့ကဥညင်ကအလုံသမားအလုံသမားလို့မဆက်ဆံမေးမိသားစုလို့ဆက်ဆံလို့ပဲဖြစ်မေးကိုရိုင်းလည်းအရင်နေ့ကမိသားစုစိတ်မွေးခင်ရင်ဘယ်အလုံသမားမှထွက်မယ်မထင်ပါဘူးအလုံရှင်အလုံသမားဆိုတာလာကပေးနေုံနဲ့မြဲတာမဟုတ်ပါဘူးကိုရိုင်းပြန်ဆန်းစစ်ပါ အခုလိုကိုအလုတ်သမားရဲ့ပုံလေးတင်နေဆိုတော့ကငါမှားသွားလားလို့တွေးမိရလားဗျကျွန်တော်လည်းသိကျင်တာအမကုတ်ကူကိုအရင်သုံးသက်တဲ့နေဦးညီမျက်နှာနဲ့များနေခဲ့ကြလားအဲ့လောက်ထီတော့မျက်နှာလွေခဲပြစ်မလုံလောက်ပါဘူးသူတို့တွေကမှားနေဆိုရင်တော့တကောင်းမှလူရုပ်ပေါ်မှာမဟုတ်တော့ပါဘူးလို့လေဝီဖန်ထောက်ပြနေခဲ့ကြပဲဖြစ်ပါဒါကြောင့်မလို့မဆန်ဒီကတော့မဟုတ်ပါဘူးသူတို့ကအမျိုးရင်းကြီးတွေလေတမင်အကွက်ကြကြလောက်ကြတာ ပုံတင်ပေးရစွာကျမတို့ဘလောက်ချစ်ခင်ပေးရစွာပြချင်လို့အချစ်ခံရလို့အဲ့ပုံစံလေးတွေထွက်နေရလေကျမကအပေါ့ဆိုရင်သူတို့ဘောမကောင်းမှုဆိုဘလို့ဒီရုပ်ထွက်နေမလဲနောက်ပြီးကျမပေးမှာသူတို့ပုံတင်ကြီးပဲတင်နေကြပါအလုံသမားဆိုတာဘလောက်ကောင်းအောင်ထတာအဲ့လိုပဲသူတို့စိတ်သက်တွေကမကောင်းတာအဲ့ဒါကြောင့်လေသူတို့ဘဝတွေအဲ့လိုကျင်လည်နေကြတာအရေးရှိရင်ခေါ်ပြီးအရေးပြုံပြေးကြတာပါပဲအစ်စ်အမှန်မိတ်ဆွေဟုတ်မဟုတ်ဆိုတာအခုလိုအချိန်မျိုးမှာပေါ်လာတာပါ ကျမတို့မိခင်အရင်ထပ်ပို့ကောင်းပေးထားတာတို့အတိဆုံးမှာတို့ပြောသွားတာအနည်းအဒီပုံတိုင်းဆိုပြန်မထောင်နိုင်တော့ဘူးတဲ့ကျမအမိကိုပြောသွားတာအဲ့ဒါဆိုအလုံးသဘောပေါက်ကြပြီးထင်မိုက်ကျမဥညီကိုလွှမ်းရင်တလလုံးအလုံးမလုံးတဲ့ရက်မရှိခဲ့ဘူးဒါတို့စိတ်ထဲအမှလုံးဝလဲကျသွားပြီးထင်တာနေမှာပေါ့အမှန်တော့အမဥညီကိုအရန်နှမျောအရန်လွှမ်းလို့ငိုရင်းနဲ့အလုံးလုံးနေရော့ဒါကိုတို့အတွက်မကောင်းတော့ဘူးလို့ထင်တာနေမှာပါ မိတ်ဆွေစင်မဟုတ်သူတွေသွားပါစေအလုသမားမရှာပါဘူးသူတို့တွေကိုလိုကောင်းခဲ့တဲ့သူနဲ့ထပ်တွေ့ပါစေလို့သာဆုတောင်းပေးလိုက်ပါရင်လို့ပြောလာခဲ့တာပဲဖြစ်ပါတယ်အခုလိုကိုအလုံးရှင်အငငယ်ချိန်မှာမဖီးမားတဲ့အပြင်အုပ်စုလိုက်ထွက်သွားတဲ့ဝန်ထမ်းတွေအပေါ်အမြင်လေးတွေကိုလည်းပြောပြီးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ကိုသားသမီးကိုပါလိန်ခေါ်ပြီးတခိုးဆက်သွင်းထောင်ကျလောက်ခဲ့တဲ့အမေ မင်္ဂလာပါပြိသက်ကြီးတို့ရေဒီအမျိုးသမီးကတော့မလုံတင်တဲ့လောက်ရက်တစ်ခုကိုလုတ်ခေရပဲဖြစ်ပါတယ်။ကိုဆိုင်ရှင်ရဲ့ဆိုင်ကိုမှသွားဖောက်ခဲ့တာဖြစ်ပါတယ်။တိုင်ရှင်ကလည်းခိုးသူတီလို့သွားဖက်တာမဟုတ်ပဲရဲကဖမ်းလာပြီးမှစက္ကန့်ရောက်မှသူ့လူယုံမှန်တီးခဲ့ရတာပါ။အက်ဒမီရဲ့စမ်းချောင်းဆိုင်ဖောက်ခံရတာမိတာကိုဘာမှတိတ်မတင်ဖောက်ခံရနေမိတာဒါပဲတင်တော့တချို့ကတိကျင်ကြဟုတ်လားမဟုတ်လားမေးကြတော့တကိုးပုံတင်ပေးလိုက်ပါတယ်။ အစာမတင်မှုနေရပါစိတ်ပင်ပန်းရလုံလို့အကြောင်းအရာလေးရည်တင်ခြင်းစိတ်မရှိလို့တိတ်တိတ်ဆိတ်နေနေရပါဒါပေမဲ့အခုမေးတဲ့သူများလို့တင်ပြလိုက်ရပါတကယ်ဖောက်ခံလိုက်ရတာပါဒါတကူမပုံမှာမိမိဆိုင်ရဲ့ဝန်ထမ်းမှာသူ့ကိုတချို့ကစတမာတွေသတိထားမိကြမယ်ထင်ပါတယ်